င်္ဂလာပါရှင်စာပေချစ်သူများအားလုံးစိတ်ရည်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းတို့နဲ့ပြည့်စုံပါစေလို့ SSW Reader Channel မှဆုမကောင်းတောင်းအပ်ပါတယ်ရှင်ယခုတစ်ခါဖတ်ပြပေးမယ့်စာအုပ်လေးကတော့စာရေးသူမောင်မြင့်ကျွဲ့၏တစေဝတ္ထုတိုလီများပဲဖြစ်ပါတယ်ရှင်ဤစာအုပ်ကိုနားဆင်စေလိုရန်ဖတ်ပြရခြင်းဖြစ်ပါသည်စာအုပ်ကောင်းများကိုပုံမှန်တင်ဆက်ပေးမှဖြစ်လို့နားဆင်နိုင်ရန် channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့နော် အမတ်တလမ်းခွဲမှာအလံပြသမားဟေးဟိုအောက်ကလူအဆိုပါအော်ခေါ်တန်ကိုတူကြရသည့်အခါဒုတ်တူတူတွင်လိတ်ထားသောအလံကိုကင်ထားသည့်ထိုပုပ်ကိုသည်လေးတောင်တက်သားနှင့်တူသော၎င်း၏ရုံကန်ရှိ၌မတ်တက်ရက်နေခိုက်ဖြစ်သည်ကျွန်ုပ်က၎င်း၏အပေါ်ပတ်တဲ့တဲ့တောင်ကြားလမ်းချင်း၏ထိတ်ဖြား၌မတ်တက်ရက်နေခြင်းဖြစ်သည်ခေါ်တန်ကိုကြားရသောအခါတူသည်အပေါ်သို့မော့မကြည့်ပဲမိရထားတန်တဲ့တစ်ချောက်ကိုသာလှမ်းကြည့်နေသည်ဟေးဟိုအောက်ကလူဤတစ်ချိန်တွင်သူကမော့ကြည့်ပြီးကျွန်ုပ်ကိုမြင်တွေ့သွားသည် ကျုပ်ခမားနဲ့စကားပြောချင်တယ်အောက်ကိုဆင်းလို့ရမယ့်နေရာရှိသလားထို့အချိန်မှာပင်ညီကြီးနဲ့နေသူသည်စတင်၍တုန်ခါလာပြီးညမကြမီအရှိန်ပြင်းပြင်းနဲ့မောင်းနေလာတော့မြစ်ထားတစည်းကိုအောက်ဖက်၌မြင်လိုက်ရသည်မြစ်ထားကျော်လွန်သွားသောအခါကျွန်ုပ်ကငုတ်ကြည့်လိုက်ပြန်၏အလံကိုပြန်လိုက်နေတော့သူ့ကိုတွေ့ရသဖြင့်နောက်တစ်ကြိမ်ထက်မှန်၍မေးလိုက်သည်သူကအတန်ငယ်ကြောင်မော့ကြည့်နေပြီးမှသူ့လက်ထဲမှာတုံးနေ၊ဂိုက်နေရာသို့မဟုတ်၊300ခန့်ဝေးသောနေရာစီသို့ညွန်ပြပါသည်။ ကောင်းပါပြီဟူကျွန်ုပ်ကအဖြေပေးပြီးသူညွန်ပြသည့်နေရာစီသို့ဆက်လျှောက်လာခဲ့ရာတရောင်စစ်ချိုးတပွဲဖြစ်နေသောအစင်းလန်းကလေးကိုတွေ့ရပါတော့သည်ထိုတောင်ကြားလန်းချင်း၏နေရာမှာအလိုမတ်ဆောက်ပါသည်ကျွန်ုပ်ကမွေလင်မွေကောက်လန်းစင်းမှမြေပြင်ပေါ်သို့ရောက်လာသောအခါသူကမိရထားတန်လန်းနှစ်ခုကြားတွင်မတ်တက်ရက်ပြီးစောင့်နေပါသည်သူသည်အသားညိုတော့လဲဖြူဖက်ဖြူရော်ဖြစ်နေပါသည်နှက်မောင်သောမုတ်စိတ်မွေးများနှင့်အတူထိုထဲသောမျက်ခုံးမွေးများရှိနေပါသည် သူတာဝန်ထမ်းဆောင်ရသည့်နေရာမှာအလွန်ပင်အထီးကျန်ဆန်းပြီးစိတ်ဆင်းရဲစရာကောင်းလာပါသည်တောင်ကြားလမ်းကြီး၏နှစ်ဖက်စလုံးတွင်ကြောက်သားများကခြုံထက်နေပြီးရေတစိမ့်စိမ့်ကျနေသောမတ်ဆောက်လာသည့်နေရန်ကြီးနှစ်ဖက်နှင့်လှပသောရွှေမြင်ခွင်များမရှိဘဲဥကောင်းပေါ်မှကောင်းမြင်ကြီးကိုသာအစင်းချောင်းကြီးတစ်ခုပေါ်မှမြည်နေရလေသည်ပြီးတော့တစ်ဖက်တွင်ကိုယ်ကောင်နေသောမြေရောက်အချင်းတိုက်၏မြင်ကွင်းကိုမျက်စိတစ်စုံရှည်လျားစွာမြင်နေရပါသည် မြင်ကွင်းပေါ်၍တိုးတောင်းသောအခြားတစ်ဖက်၌မူမှောင်ရိပ်တန်းနေသောနေရာ၌မိနီထွန်းထားသောတိုင်တိုင်ရှိနေသည်၎င်း၏နောက်ဖက်၌မှောင်မိုက်နေသောဥမင်လှိုင်းကောင်းတဲ့သို့ဝင်းသည့်အပေါဝါရှိနေလေသည်သူ့ကိုလက်နှင့်ထိကန်နိုင်လောက်သည့်အကွာအဝေးသို့ကျွန်ုပ်ရောက်လာသည့်အခါသူကဆက်ကနေနောက်ဖက်သို့ခြေတလန်းပြန်ဆုပ်လိုက်ပါသည်ထို့နောက်သူကနောက်ဖက်သို့ပြန်လှည့်ပြီးလှိုင်းကောင်းပေါဝါရှိမိနီကိုပြန်ကြည့်နေပါသည်သူသည်လူသားတစ်ယောက်ဟုတ်မှဟုတ်ပါလေစား နာနာဘဝများပူးကပ်နေသည့်ပုံကိုပင်ဖြစ်နေလျော်သလားဆိုသည့်အတွေ့အကြောင်းကျွန်ုပ်ကလည်းနောက်ဘက်သို့ပြန်ဆုံမိပါ၏ပြီးမှ၎င်းကိုကျွန်ုပ်ကဟန်ဆောင်ထားသောအပြုံးကလေးနှင့်စတင်၍စကားပြောလိုက်မိပါသည်ခမည်းကကျုပ်ကိုထိတ်လန့်နေတဲ့ပုံစံနဲ့ဘာဖြစ်လို့ကြည့်နေရတာလဲခမည်းခမည်းကိုကျုပ်မြင်ဘူးခဲ့သလားဆိုတာတိတ်မသေးချလို့ဘယ်နားမှာလဲသူကမင်းနီရှိသည့်နေရာစီသို့လက်ညှိုးထိုး၍ပြသည်ကိုလူရကျုပ်ကအဲ့ဒီနေရာကိုဘာကိစ္စနဲ့တွားရမှာလဲ ကျုပ်အဲ့ဒီနေရာကိုဘယ်တော့မှမရောက်ဖူးခဲ့ပါဘူးဗျာကျုပ်ကြိမ်ပြောရဲပါတယ်ထို့နောက်တွင်ကကျွန်ုပ်ဤမိကုံများကိုသူကရှော့ရှော့ရှူရှူပင်ပြန်ဖြေခဲ့ပါသည်သူ့အနေနဲ့ဤနေရာတွင်တာဝန်ရှိသူတစ်ယောက်ဖြစ်သည်အလုတ်ကျန်းလုတ်ရန်မရှိပါမိနီကိုပြောင်းလဲပေးရန်မိလုံးများကိုအမြဲတမ်းဂရုစိုက်နေရန်တန်လက်ကိုင်းကိုတခါတရံတွင်လှည့်ပေးရန်စသည်လုပ်ငန်းများသာရှိပါသည် ထို့နောက်၎င်း၏ရုံငန်းရှိရာ၄တောင်တက်တာကလေးနှင့်တူသောနေရာသို့ကျွန်ုပ်ကိုခေါ်သွားပါသည်မီးလင်းဘိုတို့ခုစပွဲတစ်လုံးနှင့်စားအုပ်ကြီးတအုံးကျင်းနယ်ရိုက်ဆက်နှင့်အချက်ပေခေါင်းလောင်းတို့ခုတို့ရှိနေကြပါသည်၎င်း၏အတန်ငယ်ကြောင်စကားစမြည်ပြောဆိုပြီးနောက်ကျွန်ုပ်ကပြန်ရန်ထိုနေရာမှအထတွင်ကျုပ်ကတော့ကိုယ့်ဟိုကိုကျင်းနယ်အားရနေတဲ့ပုံကိုတူနှင့်တွေ့လိုက်ရပြီလို့ပဲထင်မိပါတယ်ဗျာဟုပြောလိုက်မိပါသည်၎င်းကပြန်ပြောလိုက်အရင်ကတော့ဟုတ်ပါတယ်ဗျာအခုတော့ကျုပ်စိတ်ညစ်နေပါတယ် ြဿနာတစ်ခုနဲ့ရင်ဆိုင်နေရတယ်ဗျာ။ဘာကြောင့်လဲ။ဘာကိစ္စနဲ့ပြဿနာဖြစ်နေရတာလဲ။အဲ့ဒါကိုကြုတ်ပြောပြဖို့တိတ်ကိုခက်ခဲပါတယ်ဗျာ။တကယ်လို့ခမရနောက်တစ်ချိန်လာအောင်မယ်ဆိုရင်တော့ကြုတ်ပြောပြနိုင်ဖို့စဉ်းစားပါမယ်။လာမှာပေါ့ဗျာ။ကြုတ်ပဲတော့ပြန်လာရမလဲ။သူကနှစ်ပြန်ည10နာရီတွင်ကျူတင်ပြန်ဝင်ပြီဟုဆိုသောကြောင့်ည17နာရီတွင်အရောက်လာခဲ့ပြီဟုချိန်လိုက်ကြပါသည်သူကကျွန်ုပ်အားအပေါ်သို့တက်ရမည့်နေရာအထိ မိထိုး၍ပြပေးထားမိဖြစ်ကြောင်းထိုနေရာကိုရှာတွေ့သည့်အခါနှင့်အပေါ်ဘက်သို့ရောက်သည့်အခါတွင်အော်ဟစ်၍နှုတ်မဆက်ရန်လက်ပြန်ကကျွန်ုပ်လာသည့်အခါတွင်လည်းအော်ဟစ်၍နှုတ်မဆက်ရန်မှားကြပါသည်၎င်း၏အမူအရာကတမျိုးတမီထူးခြားနေသဖြင့်ကျွန်ုပ်ကကောင်းပြီလေဟူ၍သာဖြေလိုက်မိပါသည်ပြီးမှ၎င်းကခမည်းကိုမေးခွန်းတစ်ခုတော့မေးရအောင်မယ်ခမည်းကဒီကနေ့ဟေးဟိုအောက်ကလူလို့ဘာဖြစ်လို့အော်လိုက်ရတာလဲဒါကတော့ခမည်းကိုအောက်မှာမြင်နေရလို့အဲ့ဒီလိုပြောလိုက်တာပါ ။တခြားအကြောင်းတစ်ခုခု ရှိသေးသလား။ဥပမာဗျာခမားကိုတဘာဝလုံကိစ္စတစ်ခုခုကတုံဝါပေးနေတာမျိုးလေ။မရှိပါဘူးဗျာ။တို့ဖြစ်ကျွန်ုပ်ဒီသူ့စီမှာပြန်လာခဲ့ပါသည်နောက်တနေ့ည7:00နာရီတတီတွင်ကျွန်ုပ်ဒီအဆိုပါနေကားထိတ်တို့ ရောက်ရှိသွားပါသည်ထိုပုဂ္ဂိုလ်ကနေကားရေးမှစောင့်ကြုံနေပြီးကျွန်ုပ်ဟာ၎င်း၏ယုံကန်းတို့ခေါ်သွားပါသည်ယုံကန်းတဲတို့ရောက်ကြတော့က၎င်းကတကားကိုပြန်ပိတ်လိုက်ပြီးမီးလင်းဖို့အနီး၌ထိုင်လိုက်ကြပါသည်သူကပင်စတင်၍ပြောဆိုလိုက်ပါ၏ ကျွန်တော်ခမားကိုဖွင့်ပြောပြဖို့ဆုံးဖြတ်လိုက်ပါပြီ။မနေ့ကညနေတုန်းကတော့ကျွန်တော်ကခမားကိုတယောက်ယောက်နဲ့အထင်လွဲနေမိလို့ပါဗျာ။ဖြစ်ပုံကဒီလိုဗျ။နတာတဲ့ညတညမှာကျွန်တော်ကဒီနေရာမှာထိုင်နေတုန်းဟေးဟိုအောက်ကလူလို့အော်တန်ကြားလိုက်ကြတာနဲ့ထထသွားပြီးတကားပေါဝါကနေလှန့်ကြည့်လိုက်တော့လှန့်ကောင်းဝါကမင်းနီနာမှာလူတယောက်ရှိနေတာကိုတွေ့လိုက်ရတယ်။သူကဘဲဘက်လက်နဲ့သူ့မျက်နှာကိုကထားပြီးညာဘက်လက်နဲ့လူတွေကိုအတင်းနှင်ထုတ်နေသလိုဝှေ့ယမ်းပြီးပြနေတယ်။ တတိချာတတိချာလို့လဲအော်နေသေးတယ်ပြီးမှဟေးဟိုအောက်ကလူတတိချာတတိချာလို့လဲအော်နေသေးတယ်ဒါနဲ့ကျုပ်ကလည်းမိအိမ်မှာမိနီရံကိုပြောင်းလိုက်ပြီးကောက်ကန်လိုက်တယ်ဘာဖြစ်တာလဲဘာဖြစ်လို့လဲဘယ်နေရာမှာလဲလို့မေးပြီးသူ့စီကိုပြေးသွားခဲ့တယ်သူနားကိုရောက်သွားတော့ကျွန်တော်ကသူ့မျက်နှာကိုကထားတဲ့သူ့ဘဲဘက်လက်ကိုလှမ်းဆွဲလိုက်တယ်။ဒီမှာရင်သူပြောက်သွားတော့တာပါပဲ။လှိုင်းကောင်းလေးကိုဝင်သွားတာလား။မဟုတ်ဘူး။ကျွန်တော်ကလှိုင်းကောင်းလေးကို ကိုင်900လာရောက်တဲ့အထိပြေးဝင်သွားခဲ့သေးတယ်။နောက်မှာအပြင်ဘက်ကိုပြေးပြီးပြန်ထွက်လာခဲ့တယ်။မိညီပြထားတဲ့မိတိုင်တဝိုင်းမှာလည်းသူ့ကိုလိုက်ရှာသေးတယ်။ပြီးတော့တန်လေကားနဲ့တက်သွားပြီးအပေါ်ဘက်ကကျမ်းပြေမှာလည်းရှာသေးတယ်။ပြီးမှကျွန်တော်ကနှစ်ဖက်စလုံးကိုကျဉ်းနှံ့ရိုက်ပြီးတတိပေးချက်ရထားပါသည်။ဘာထူးခြားပါတလဲလို့မေးလိုက်ပါတယ်။နှစ်ဖက်စလုံးရဲ့အဖြေကအားလုံးကောင်းပါသည်တဲ့။အဲ့ဒီတစေကိုမြင်လိုက်ရပြီးနောက်ထပ်6နာရီကြာတဲ့အခါကျတော့ ဒီမိရထားလမ်းကြောင်းပေါ်ကတနေရာမှာအင်မတန်ဆိုးရွားတဲ့မတော်တဆမှုကြီးဖြစ်ပွားခဲ့တယ်။နောက်ဆယ်နာရီအတွင်းမှာပဲတေဆုံးသူတွေနဲ့ဒဏ်ရာရသူတွေကိုအဲ့ဒီလှိုင်ကောင်းတဲ့ကတဆင့်တေဆောင်လာခဲ့ကြတယ်။ကျွန်ုပ်ကထိုးကိစ္စမှာတိုက်ဆိုင်မှုတရက်သားဖြစ်ကြောင်းသူ့ကိုအကျိုးတင်အကြောင်းတင်ရှင်းပြခဲ့ပါသည်။တို့ရအတွင်သူကသူ့စကားမဆုံးသေးကြောင်းပြန်ပြောလိုက်ပါသည်။အဲ့ဒီကိစ္စကလွန်ခဲ့တဲ့နှစ်နှစ်တိတိကဖြစ်ခဲ့တာပါ။6လ9လလောက်ကြာသွားတော့ကျွန်ုပ်လည်းသွေးပြေ6ချားနေခဲ့တာတွေတက်စာသွားခဲ့ပါပြီ။ အဲတမနက်မှာတော့ကျွန်တော်ကအာယုံတက်ချိန်မှာတကားဝါကနေပြီးမီးနီရှိတဲ့နေရာကိုလှမ်းကြည့်လိုက်ပြီးတော့တစေကိုနောက်တစ်ချိန်ထပ်ပြီးမြင်လိုက်ရပြန်နေသူကပြောလက်စစကားကိုရက်တက်ပြီးကျွန်ုပ်ကိုကြည့်နေပြန်ပါသည်ကျွန်ုပ်ကမေးလိုက်ဤသူက အော်ဟစ်သေးသလားမအော်ဘူးနှုတ်ဆက်နေတယ်လက်နဲ့ရောအချက်ပြသေးသလားမပြပါဘူးဒါပေမဲ့သူကမျက်နာပေါ်မှာလက်နှစ်ဖက်ကိုအုပ်ထားပြီးမီးတိုင်ကိုမှီပြီးမတ်တက်ရက်နေတယ်ဟောဒီလိုပုံစံပဲ ထိုပုံစံမှာဝမ်းနည်းကြေကွဲနေသည့်ပုံစံဖြစ်သည့်အချို့သောအုပ်ကူများအပေါ်၌ထိုကဲ့သို့သောကြောက်ရွံ့များကိုမြင်တွေ့ဘူးပါသည်ခမရကအဲ့ဒီနေရာစီကိုတွားခဲ့သည်သလားကျွန်တော်လည်းတတိလိချင်းတလို့လို့ဖြစ်လာတာနဲ့အထဲပြန်ဝင်ပြီးထိုင်နေရတယ်ပြီးမှကျွန်တော်ကတကားဝကိုနောက်တစ်ခေါက်ပြန်သွားတော့မိုးစင်စင်လင်းနေပြီးတစိလည်းမရှိတော့ဘူးဒါပေမဲ့ဘာမှဆက်မဖြစ်တော့ဘူးလားသူကကျွန်တော်၏လက်ကိုသူ့လက်ညိုးနဲ့တွေ့ရင်ခေါင်းငိတ်ပြပါသည်အဲ့ဒီနေ့မှာပဲလှိုင်ကောင်းလေးကမိရဲ့ဓာတ်စင်ထွက်လာတယ် ထိုတတွဲရဲ့ပြတင်းပေါက်ကကျွန်တော်ဘက်မှာပွင့်နေတယ်။အထဲမှာရွရွတဲတဲဖြစ်နေသလိုလက်တဖက်နဲ့ဝှေ့ရမ်းပြနေတာကိုမြင်လိုက်ရတဲ့အတွက်စက်ကောင်းပေါင်းတဲ့သူကိုရက်ဖို့အချက်ပြလိုက်တယ်။သူကဆက်ရက်ပြီးပရိတ်ကိုဆွဲလိုက်တယ်။ဒါပေမဲ့မိရထားကြီးကကိုက်150လောက်အထိတရွတ်တိုက်ပတ်သွားပြီးမှရက်တန်သွားတယ်။ကျွန်တော်နောက်ကအပြေးလိုက်သွားတော့ငေတံပောင်းအော်တဲ့အတန်တွေနဲ့ငိုတံတွေကိုကြားလိုက်ရတယ်။အင်မတန်ချောမောလှပတဲ့မိမိပြိုကလေးတယောက်တွဲတွဲထဲမှာတိတ်ဆုံးနေတယ်။ သူ့အလောင်းကိုတည်လာပြီးအခုဆရာနဲ့ကျွန်တော်တို့ထိုင်နေတဲ့နေရာကြားမှာကျန်းနေပေါ်မှာချထားခဲ့တယ်ကျွန်ုပ်ကအမတ်တမန်နဲ့ကလဲထိုင်ကိုနောက်ဘက်သို့ရွှေ့လိုက်မိပါသည်အမှန်တွေဖြစ်ပါတယ်ဆရာကျွန်တော်ပြောတာဖြစ်ရဲ့မှန်တွေပါအခုလဲကျွန်တော်အကြီးကျယ်ဆိတ်ရှုပ်ထွေးနေပါတယ်အဲ့ဒီတစေဟာလွန်ခဲ့တဲ့သတင်းတစ်ပတ်ကစပြီးပြန်ရောက်နေပါပြီအဲ့ဒီချိန်ကစပြီးသူ့ကိုမကြာခဏတွေ့နေရပါတယ်ဆရာဘယ်နေရာမှာလဲမိနီမာလားဟုတ်ပါတယ်မိနီမာပါ သူကဘာတွေလုပ်ပြတယ်လဲ သူကလက်နဲ့ဝှေ့ရမ်းပြပါတယ်ပြီးတော့လဲဟိုးအောက်ကလူတတိချာတတိချာဆိုတာကို အကြာကြီးអော်ပြောနေတတ်ပါတယ်သူက မတ်တက်ရက်ပြီးလက်နဲ့ပြနေတယ်လို့မကြမကြာကျွန်တော်ခေါင်းလောင်းကိုတီးပြီးကျွန်တော်သူ့စကားကိုကြားကဖြတ်၍ပြောလိုက်မင်းညက်နေတုန်းကကျုပ်ခမည်းနဲ့အတူတူရှိနေခဲ့တယ်။အဲ့ဒီတုန်းကခေါင်းလောင်းကမြည်လို့တကားပေါက်စီကိုတွားခဲ့တာလား။ဟုတ်တယ်နှစ်ကြိမ်မှအဲ့ဒါဆိုရင်အဲ့ဒီကိစ္စဟာခမည်းစိတ်ထဲကထင်အောင်ထင်မှဖြစ်နေတယ်ဆိုတာသိကြသွားပါပြီ ကျုပ်ရှိနေတုန်းကအဲ့ဒီခေါင်းလောင်းတစ်ခါမှမမြည်ပါဘူးသူကခေါင်းကာလိုက်ပါသည်တစေတီးတဲ့ခေါင်းလောင်းတန်နဲ့လူတီးတဲ့ခေါင်းလောင်းတန်မတူပါဘူးစီယာအဲ့ဒီတုံခါမှုကထူးခြားပါတယ်အဲ့ဒီအတန်ကိုဆရာမကြားပေမဲ့ကျွန်တော်ကြားရပါတယ်ခမရထွက်ကြည့်တဲ့အချိန်မှာသူအဲ့ဒီမှာရှိနေသေးသလားသူရှိနေခဲ့ပါတယ်နှစ်ချိန်စလုံးမဲလားဟုတ်ပါတယ်ဒါဆိုရင်အခုခမရကျွန်တော်နဲ့အတူအပြင်ကို ထွက်ကြည့်ပေးပါဦးသူက အင်ဂျင်တွေနဲ့ထွက်ကြည့်ပါသည် ခမရမြင်ရသလားသူမရှိပါဘူး ကျုပ်လည်းသဘောတူတယ်ကျွန်ုပ်တို့မူလနေရာများတွင်ပြန်ထန်လိုက်ကြ၏သူကပင်စတင်၍ပြောလိုက်ပါသည်အခုကျွန်တော်စိတ်ဆင်းရဲနေရတဲ့ကိစ္စကတော့အဲ့ဒီတစင်ဘာကိုဆိုလိုတာလဲဆိုတဲ့အချက်ပါပဲသူကဘလို့အနေရကိုတတိပေးနေရလဲအနေရကဘာလဲဘယ်နေရာမှာလဲဒီလမ်းကြောင်းပေါ်ကတနေရရာမှာရှိနေတာသိကြပြီဒီတတိယအချိန်မှာဆိုးဆိုးရွားရွားဖြစ်နေုံမယ်ဆိုတာသိကြပါတယ်အဲ့ဒီကိစ္စကကျွန်တော်ကိုခြောက်ချားနေစေတာပါပဲကျွန်တော်အနေနဲ့ဘာလုပ်ပေးနိုင်တယ်လဲ ူကဘာဖြစ်လို့ရှင်းရှင်းလင်းလင်းသတိမပေးရတာလဲအဖဖရားသခင်တပည့်တော်ကိုကုညီဆောင်မပေးတော်မူပါကျွန်တော်လိုအင်မတန်ကြောင်ကြတဲ့နေရာကမိဂါမကြအလံပြသမားလေးကိုဘာဖြစ်လို့ဒုက္ခလာပေးနေရတာလဲဩဇာအာဏာရှိပြီးအမိန်ပေးနိုင်စွမ်းရှိတဲ့လူတစ်ယောက်စီကိုဘာဖြစ်လို့တွားပြီးတတိမပေးရတာလဲထိုပုဂ္ဂိုလ်စိတ်ဆင်းရဲနေသည်ကိုမြင်ရသောအခါ၎င်းကိုယ်သာမကအများပြည်သူတို့၏လုံခြုံမှုကိုပါ ထိခိုက်လာပွဲရှိသောကြောင့်ကျွန်ုပ်အနေနဲ့ထိုပုဂ္ဂိုလ်ဟာစိတ်တည်ငြိမ်မှုရှိသောကြိုးပမ်းရပါလိမ့်မည်ထို့ကြောင့်ကျွန်ုပ်ကတာဝန်ရှိသူတိုင်းသည်မိမိတာဝန်ကိုအကောင်းဆုံးခြေပြွန်စွာဆောင်ရွက်ဖို့လိုအပ်ကြောင်းဆွေးနွေးရပါတော့သည် ကျွန်ုပ်၏ကြိုးပမ်းမှုအောင်မြင်သည်ဟုဆိုရပါမည်ထိုပုဂ္ဂိုလ်သည်စိတ်တည်ငြိမ်မှုရရှိလာပြီဖြစ်သလိုညံ့နှံ့လာသည်နှင့်အမျှ၎င်းဆောင်ရွက်ရမည့်လုပ်ငန်းများသည်ပို၍များပြားလာပြီဖြစ်သဖြင့်နက်နက်နှစ်နာရီထိုးချိန်တွင်ကျွန်ုပ်သည်သူ့ထံမှပြန်လာခဲ့ပါတော့သည်ကျွန်ုပ်က နှင့်အတူတူတညလုံးနေပေးပါမည်ဟုအဆိုပြုခဲ့တော်လဲသူကလုံးဝလက်မခံခဲ့ပါကျွန်ုပ်တညလုံးစိတ်ဆင်းရဲခဲ့ရပါသည်နောက်ဆုံးတွင်သူ့အားဖြောင်းပြပြောဆိုပြီးသူ့အားလက်သည့်အချိန်ပိုင်းကလေး၌ဤဒေသတဝိုက်ရှိနမည်အကြီးဆုံးဆရာဝန်တစ်ယောက်ထံသူနှင့်အတူတွားရောက်တွေ့ဆုံမည်ဟု၍စိတ်ကိုပိုင်းဖြတ်လိုက်ရပါတော်သည်၎င်း၏အလုပ်ချိန်စရာအရာသူလောက်ခွင်တို့ပြန်ဝင်ပြီးလက်ပြန်ညပိုင်းတွင်၎င်းထံတွားရောက်ပါတော်မူ။နောက်နေ့ညနေခင်းသည်အလွန်တာယာသောညနေခင်းဖြစ်ပါသည်။ ကျွန်ုပ်ကပထမဦးဆုံးသွားခဲ့သောနေရာသို့သွားရောက်ပြီးထိုသူကိုမြင်ရလို့မြင်ရများအောက်ဘက်သို့ငှုတ်ကြည့်လိုက်ပါသည်။လှိုင်းကောင်းဝတွင်လူလေး၅ယောက်ရှိနေကြပါသည်။မင်းညီထုံးသည့်တိုင်ချင်ရင်ပန်နိုင်လေ တာပေါ်လင်းနဲ့မိုးထားသောတဲလီတစ်ခုကိုတွေ့နေရပါသည်မိသည့်ကိစ္စနီးဟုသိလိုသောကြောင့်စင်းနေကြနေရမှာအောက်ဘက်သို့ဆင်းခဲ့ပြီးထိုပုဂ္ဂိုလ်များထံတွားရောက်ပြီးမေးမြန်းခဲ့ပါသည်၎င်းတို့ကအလံပြသမားသည်ယနေ့နနက်ကမိရထားတိုက်ခံရသောကြောင့်တေဆုံသွားခဲ့ပြီးဟုပြောကြပါသည်ဆက်ကောင်းမောင်းသူကယခုလိုပြောပြခဲ့ပါသည် ကျွန်တော်လှိုင်ကောင်းလေးကမောင်းထွက်လာတဲ့အခါကျတော့သူ့ကိုလှိုင်ကောင်းဝါမှာမြင်နေရပါတယ်။စက်ကောင်းရှင်ကိုရှော့ချဖို့အချိန်မရတော့ပါဘူး။ဒီလူကအင်မတန်သတိထားတတ်တဲ့သူဆိုတော့ကျွန်တော်ကအော်အော်ဆွဲလိုက်ပါတယ်။ဒါပေမဲ့သူကရှောင်မပေးဘူးဆိုတော့စက်ကိုတက်လိုက်ရပါတယ်။ကျွန်တော်ကသူ့ကိုတစ်ချိန်လုံးအော်ဟစ်ပြီးသတိပေးနေခဲ့တာပါဗျာ။ခမားကဘလို့အော်ဟစ်ခဲ့တာလဲ။ဟေးဟိုအောက်ကလူသတိထားပြောသတိထားဆိုပြီးအော်နေခဲ့တာပါ။ ပြီးတော့လဲကျွန်တော်ကမကြည့်ရတော့မျက်နာကိုဘယ်လက်နဲ့ क्वे ထားပြီးညာလက်နဲ့ဝေ့ရမ်းပြီးပြတ်နေခဲ့တာပါ။အော်ဖြစ်မှဖြစ်ရပေလိမ့်တယ်။